မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။စကိုင်းမြို့တမ33ဌာနချုပ်ကိုရှော့တိုက်တုံးသုံးလုံးနဲ့ပြစ်ခတ်တိုက်ခိုက်မှုစစ်ကောင်စီတပ်သားများထိခိုက်ဒိဆုံးမှုရှိခဲ့ကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းစကိုင်းမြို့ပေါ်ရှိအမှတ်33ချီမြန်တမဌာနချုပ်ကိုရှော့လိုက်တုံသုံးလုံးနဲ့ပြစ်ခတ်တိုက်ခိုက်ရာတမဌာနချုပ်တွင်ထိရောက်စွာကြားရောက်ပောက်ခွဲခဲ့ပြီးစစ်ကောင်စီတပ်သားများထိခိုက်ဒိဆုံးမှုရှိနိုင်တယ်လို့ BWN ဖွဲ့တာဝန်ရှိသူတအုပ်ကပြောကြားခဲ့ပါတယ်။ ဒီကနေ့မေလ31ရက်နေ့လယ်2:20မိနစ်ကစကိုင်းမြို့ပေါ်ရှိအမှတ်33စီမံတမဌာနချုပ်တမ33စကန်အတွင်းကို109မမရှော့လိုက်တုံးသုံးလုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရာထိရောက်စွာကြားရောက်ပောက်ကွဲမှုရှိခဲ့ပြီးအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုနဲ့ပျက်စီးမှုတွေကိုစုံစမ်းနေစေဖြစ်ကြောင်းသိရပါတယ်။ သုံးလုံးစလုံးထိရောက်စွာပြစ်ခတ်နိုင်ခဲ့ပါတယ်ပြည်သူတွေကိုညှဉ်းပန်းနှိပ်စက်ရမှာအရန်နာမည်ကြီးတဲ့တမ33ကိုအခုလိုလက်တုံပြန်နိုင်လို့ကျွန်တော်တို့ကြီးနေပါတယ်လာမယ်ဆိုရင်စစ်ကောင်စီထိပ်သီးခေါင်းဆောင်ကိုလည်းချင်းချောင်းနိုင်လို့ပြည်သူတွေခံစားရတဲ့မလုံခြုံမှုကိုသူတို့ကိုပြန်လုပ်ပေးနိုင်လို့ကြီးနေပါတယ်လို့ BWM မှာတာဝန်ရှိသူတောင်းကသတင်းဌာနကိုပြောပါတယ် အဆိုမှတိုက်ခိုက်မှုကို BWN ဖွဲ့ရဲ့ဦးဆောင်စီမံမှုနဲ့ Shadow စကိုင်းဖွဲ့ No More Distortion NMD အဖွဲ့နဲ့စကိုင်းမျိုးပြပြောက်ကြား Infinity အဖွဲ့ပူးပေါင်းပြီးတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။တမ33ချင်းမြန် တမဌာနချုပ်တမ33ကຫນွေဥတော်လိုင်းကာလာတခြားပြည်သူအပေါ်ညင်စဲတပြက်ရမှာအရက်ဆက်ဆုံးတက်အဖြစ်နာမည်ကြီးတဲ့စစ်ကောင်စီရဲ့လက်ယုံတက်ဖြစ်တယ်လို့လက်ရှိမှာလဲတမ33ရဲ့ဒုတိယတမမှုဦးစီးပြီးစကိုင်းမျိုးနယ်တွင်ကြေးရွာများမှာပြည်သူများကိုဖမ်းဆီးကလူသားတိုင်းကစစ်ကြောင်းထိုးနေကြောင်းသိရပါတယ်။ ဒီလိုနှိမ့်ဆက်မှုကိုတုံ့ပြန်တဲ့အနေနဲ့၎င်းအဆိုပါတမ33စက္ကန့်ကိုစစ်ကောင်စီရဲ့ထိပ်သီးခေါင်းဆောင်တအူးလာရောက်မယ်လို့သတင်းရရှိထားတဲ့အတွက်ကြောင့်၎င်းစစ်ကောင်စီထိပ်သီးခေါင်းဆောင်တွေအတွက်တောင်းပြေးစရာမည်မရှိမြည်တိနေရာမှာလုံခြုံမှုမရှိမဖြစ်စေဖို့အတွက် BWN နဲ့မဟာမိတ်တွေကတမ33နဲ့၎င်းတို့ရဲ့ထိပ်သီးခေါင်းဆောင်နှိမ့်နေရေး BWN Mission 40ကိုဖော်ဆောင်ခဲ့တာဖြစ်ကြောင်းအသိပေးထားပါတယ်။ ၎င်းတမကိုလာမယ့်စစ်ကောင်စီထိပ်သီးကောင်းဆောင်ကဘသူဖြစ်တယ်ဆိုတာစုံစမ်းနေဆဲဖြစ်ပြီးဒီကနေ့မစ်ရှင်အောင်မြင်အောင်ကူညီကြတဲ့နေမြေကန်တော်လိုင်းဖွဲ့တွေကိုလည်းအထူးကျေးဇူးတင်ရှိကြောင်းထုတ်ပြန်ထားပါတယ်။ နောက်ထပ်တစ်ပုတ်အနေနဲ့စစ်အာဏာရှင်စနစ်သက်ဆိုးရှိသည်၍ပြည်သူများကောင်းမွန်ငြိမ်းချမ်းစွာနေထိုင်နိုင်မှာမဟုတ်လို့ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ KNDF ဒုတိယစင်ဦးစီးချုပ်မာဝီပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အစံဖက်စစ်အာဏာရှင်စနစ်သက်ဆိုးရှိသည်၍ပြည်သူများကောင်းမွန်ငြိမ်းချမ်းစွာနေထိုင်နိုင်မှာမဟုတ်လို့ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ KNDF ဒုတိယစင်ဦးစီးချုပ်မာဝီကပြောဆိုလိုက်ပါတယ်။အဆိုပါပြောကြားချက်ကမေလ31ရက်နေ့မှာကရင်ပြည်မျိုးသားများကာကွယ်တပ် KNDF တီထောင်စဉ်၄နှစ်ပြည့်အဖြစ်သတင်းစကားထုတ်ပြန်မှုမှာဒုတိယစင်ဦးစီးချုပ်မာဝီကပြောဆိုခဲ့တာပါ ါကျွန်တော်တို့မှာခက်ခဲပါများစွာဆက်လက်ပြီးရင်ဆိုင်ချဖို့လည်းရှိပါတယ်ဒါပေမဲ့စစ်အာဏာရှင်တွေတက်ဆိုးရှိသည်ကျွန်တော်တို့ပြည်သူလူထုနဲ့ကျွန်တော်တို့ဟာဘယ်တော့မှကောင်းကောင်းမွန်မွန်ငြိမ်ငြိမ်ချမ်းချမ်းမနေရဘူးဆိုတဲ့အခြေအနေတစ်ခုကိုလည်းကျွန်တော်တို့နှလုံးသားထဲမှာခေါင်းထဲမှာအမြဲရှိဖို့လိုတာလေဒါကြောင့်မလို့ဒီတိုက်ပွဲကိုကျွန်တော်တို့အောင်မြင်အောင်ကြကုတ်ကြကဲဆက်လက်ပြီးတော့တိုက်ပွဲဝင်သွားကြဖို့ကျွန်တော်အနေနဲ့တိုက်တွန်းလိုပါတယ်အားပေးလိုပါတယ် ကျွန်တော်တို့အားလုံးတက်ညီလက်ညီနဲ့ကြိုးစားသွားမယ်ဆိုရင်တော့မကြခင်မှာအောင်မြင်မှုပန်းနိုင်ကိုရောက်တော့မှာဖြစ်တယ်လို့ KNTF ဒုတိယစင်ဦးစီးချုပ်မာဝီကပြောပါတယ်။ဒါအပြင်မေလ31ရက်နေ့ကကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNTF ရဲ့၄နှစ်ပြည့်နှစ်ဖြစ်ပြီး၄နှစ်တာထီထူးထူးအပင်မခံနှစ်နာခံဆင်းရဲခံခက်ခဲမျိုးစုံကိုကြံ့ကြံ့ခိုင်ပြီး၄နှစ်တာခီကိုအတူရှောင်လန်းခဲ့တဲ့ရဲဘော်ရဲဘက်များညီအကိုညီမများအားလုံးကိုအတိမတ်ပြုလေးစားကြောင်းဒုတိယစင်ဦးစီးချုပ်မာဝီကဆက်လက်ပြောဆိုခဲ့ပါတယ်။တော်လိုင်းခီတွင်ပုံတန်လင်း ပုံတံများလက်နက်ကြီးတံများမှကြံ့ကြံ့ခံပေးခဲ့တဲ့ KNDF ကိုထောက်ပံ့ပေးခဲ့တဲ့ပြည်သူလူထုတရက်လုံးကိုလည်းအထူးကျေးဇူးတင်ကြောင်းပြည်သူလူထုမရှိရင်ဒီကနေ့အချိန်မှာမြေတီကိစ္စမှာလုံဆောင်နိုင်မှာမဟုတ်ကြောင်းဒါကြောင့်ပြည်သူလူထုကိုလင်းနစ်ပြည်နေမှာအထူးကိုကျေးဇူးတင်ရှိကြောင်းပြောကြားခဲ့ပါတယ်။တိမ့်မကြခင်ကာလတွေမှာရောက်ရှိလာတော့မယ့်ကာလမှာကျွန်တော်တို့ကလက်ထဲမှာဂန်းတွေကင်ထားတာမဟုတ်ဘဲနဲ့ပန်းတွေကင်ထားပြီးတော့ကျွန်တော်တို့တိုင်းပြည်တကူလူမှုအတိုင်းဝိုင်းတစ်တကူမှာပြန်ဆောင်ကြမယ်လို့ပြောကြားလို့ကြောင်း KNDF ဒုတိယဆေးဦးစီးချုပ်မာဝီကပြောဆိုခဲ့ပါတယ်။ ဆက်လက်ပြီးမန္တလေးမြို့မှာငလင်တန်တင်အဆောင်ဖြူချစဉ်ပြိုကျမှုဖြစ်ပွားပြီးအမျိုးသားတအုပ်တည်ဆုံပြီးတအုပ်ထံရရတဲ့ကြောင်းတင်ဆက်ပြီးပါမယ်မန္တလေးမြို့ချမ်းဤတာဆန်မြို့နဲ့26လမ်းနဲ့လမ်း60တောင်ရှိငလင်တန်တင်အဆောင်တလုံးဖြူချစဉ်ပြိုကျမှုဖြစ်ပွားခဲ့ပြီးအမျိုးသားတအုပ်တည်ဆုံကတအုပ်ထံရရရှိခဲ့ကြောင်းမြန်မာနိုင်ငံလူမှုကင်ဆင်အဖွဲ့မန္တလေးတိုင်းဒေသကြီးကော်မတီမှတာဝန်ရှိသူတအုပ်ကပြောပါရယ်မေလ31ရက်နေ့ညနေ9:00မိနစ်50ခန်းမှာချမ်းဤတာဆန်မြို့နဲ့26လမ်းနဲ့လမ်း60တောင်ရှိငလင်တန်ခံရတဲ့လေးတက်တိုင်းအဆောင် ောင်တလုံးဖြူချဖြက်စီးနေစဉ်ပြူကြခဲ့ရောင်အသက်16နှစ်အရွယ်အမျိုးသားတအုပ်တည်ဆုံးပြီးအသက်40အရွယ်ခန့်ရှိအမျိုးသားတအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။လေးတပ်အဆောင်ကငလင်တန်ကြောင့်ပြူကြနေတဲ့အဆောင်ပေါ်ပြူကြနေတာကိုဖြူဖြက်ကြီးလုံနေတဲ့အချိန်အဆောင်ကပြူကြသွားတာဂျားထဲမှာလုံနေတဲ့အလုသမားလိုတော့ယူဆရတာပေါ့အသက်16နှစ်အရွယ်ကြားတအုပ်တည်သွားတယ်။နောက်အသက်40အရွယ်ကြားတအုပ်ကတော့ထိခိုက်ဒဏ်ရာရတာပေါ့မိုးကမနက်ပိုင်းတော့ရွာသေးတယ်။ခုနေပိုင်းတော့မရွာသေးဘူး။အခုရက်ပိုင်းကတော့ငလင်တန်ခန်းစားနေရတဲ့အဆောင်တွေဖြူဖြက် င်ပြိုကျနေရတာတွေများတယ်လို့မြန်မာနိုင်ငံလူမှုကေဆိုင်ဖွဲ့မန္တလေးတိုင်းဒေသကြီးကော်မတီမှတာဝန်ရှိသူတအုပ်ကသတင်းဌာနကိုပြောပါတယ်။ မေလ30ရက်နေ့နေ့လယ်တနင်္ဂနွေကလည်းမန္တလေးမြို့ရဲ့ချမ်းအေးသာဆန်မြို့နယ်26လမ်း86လမ်းနဲ့89လမ်းကြားရှိငလင်တန်တဲ့အဆောင်တလုံးဖြိုချနေစဉ်ဆက်လက်ပြင်ပြူကြပြီးအမျိုးသားနှစ်ဦးမစိုးရင်ရထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အကြောင်းသိရပါတယ်။မန္တလေးမြို့မှာငလင်တန်ခံထားတဲ့အဆောင်4000ဝန်းကျင်ရှိပြီးပြူကြတဲ့အဆောင်များကိုရန်နရလိုအပ်ချမ်းငွေကြေးလိုအပ်ချမ်းကြောင့်ကိုထူကိုထားစနစ်နဲ့ဖြိုချနေရတယ်လို့သိရပါတယ်။ဆက်လက်ပြီးတက်ဆက်ပြီးမဲ့တရင်ကြောင်းများကတော့ UWS ကဝါတောင်ပိုင်းနဲ့မြောက်ပိုင်းမှာတက်သားတဲ့ င့်2000စီကောက်ခံသွားမှာဖြစ်ပြီးစစ်တနန်းစင်ပွဲများတောက်လျှောက်ကျင်းပတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းမှာခြေဆိုင်ထားတဲ့ UWSA က ဝါပြည်တောင်ပိုင်းနဲ့မြောက်ပိုင်းမှာတက်သားတဲ့နှထောင်စီလက်ခံသွားဖို့ပြင်ဆင်နေကြောင်းဝါနယူလန့်စ်ကသတင်းထုတ်ပြန်ပါတယ်။ဧပြီလ3ရက်နေ့ဝါပြည်သွေးစည်းညီညွတ်ရေးတက်မတော် UWSA ထိန်းချုပ်နယ်မြေတောင်ပိုင်း181စစ်ဒေသမှာတက်သားတဲ့များစီးပြခန်းနာကျင်းပခဲ့ပြီးအဆိုပါခန်းနာရီမှာ UWSA တောင်ပိုင်း181စစ်ဒေသမှာစစ်ဘက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်တွေတက်ရောက်ခဲ့ကြကြောင်းသိရပါတယ်။ အဆိုပါခန်းသားမှာ UWSA တောင်ပိုင်း181 City သားတက်မှာ998မှပိုလောင်း200ကျော်ပြင်တက်သားတစ်မြားရဲ့တနန်းစင်ပွဲခန်းသားကိုကျင်းပခဲ့ကြောင်း UWSA နေနဲ့တောင်ပိုင်းနဲ့မြောက်ပိုင်းမှာတက်သားတစ်2000စီကောက်ခံသွားဖို့ပြင်ဆင်သတ်မှတ်ထားကြောင်းသိရပါတယ်။အလာဒူမလ9ရက်နေ့မှာလည်းမြောက်ပိုင်းခြေဆိုင်တက်မှာ318ဖွဲ့မှာတိုင်းရင်းသားများပါဝင်နေကချင်းလာဟူရှမ်းဝါအခါလီစုစောင်းတွင်းစစ်တနန်းစင်ပွဲခန်းသားကိုဟိုပန်ခရိုင်အာဟန်ကျင်းရွာမှာကျင်းပခဲ့ကြောင်းသိရပါတယ်။နောက် ောက်ထပ်တစ်ပုတ်အနေနဲ့ပြည်သူများရဲ့အထောက်ပံ့တွေကိုအလွဲသုံးစားမပြုဖို့နဲ့တော်လိုင်းကိုမလုံဆားဖို့ KNDF COC ချုပ် ပုံမှုကြောင့်အောင်မြတ်ပြောကြားတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ကီနီမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF ရဲ့ COC ချုပ်ပုံမှုချုပ်အောင်မြတ်က KNDF ရဲဘော်များအနေနဲ့ပြည်တွင်းပြည်ပမှာပြည်သူလူထုရဲ့ထောက်ပံ့များကိုအလွဲသုံးစားမလုပ်ဖို့နဲ့တော်လိုင်းကိုမလုပ်စားဖို့ပြောကြားခဲ့ကြောင်းသိရပါရယ်။ KNDF COC ချုပ်ကမေလ31ရက်နေ့မှာကြာရောက်တဲ့ KNDF တပ်ဖွဲ့တီထောင်ခြင်း၄နှစ်ပြည့်မင်းကွန်းပြောကြားမှာထည့်သွင်းပြောကြားခဲ့တာဖြစ်ပါရယ်။ရဲဘော်များအနေနဲ့နိုင်ငံရေးကိုနားလည်ဖို့လိုအပ်တော့လေ KNDF တပ်ဖွဲ့ကလက်နက်ကင်ဖွဲ့စည်းတာဖြစ်ပြီးနိုင်ငံရေးဖွဲ့ ွဲ့စည်းမဟုတ်ကြောင်းသိရှိဖို့လိုအပ်ပါတယ်။ ဒါကြောင့်စမြည်ပြမာလိုက်နာမဲကျင့်ဝတ်ဥပဒေစည်းကမ်းလူမှုအရေးကလေးတငယ်အမျိုးသမီးတို့ကိုကာကွယ်ရန်လိုအပ်ကြောင်းလေ KNDF COC ချုပ်ကပြောဆိုခဲ့ပါတယ်။ဒါအပြင်မူရင်စေဝါများကိုလည်းတိုက်ဖြတ်ရန်လိုအပ်ပြီးမိမိတို့တာဝန်ကြာရာဒေသများမှာဘိန်းဆိုင်ပြိုကျင်းများကိုအထူးတမျက်ဖို့လိုအပ်ကြောင်းလေပုံမှုချုပ်အောင်မြက်က၎င်းရဲ့မိန်ကောမှာထည့်သွင်းပြောကြားခဲ့ပါတယ်။တော်လိုင်း၄နှစ်တာကာလမှာပြည်သူလူထုရဲ့အသက်အဝိုင်းရဲဘော်လူငယ်များရဲ့အသက်သွေးချွေးများပျက်စီးဆုံးရှုံးခဲ့ရပြီးအသက်ဆုံးသွားခဲ့တဲ့ရဲဘော်တွေရဲ့မိသားစုဝင်တွေကိုကြန့်ရှိနေတဲ့ရဲဘော်တွေကကိုကြီးဆောင်ရှောင် င်ရမယ်လို့နှလုံးသွင်းထားမှာဖြစ်ကြောင်း KNDF COC ချုပ်ကဆိုပါတယ်ထပ်မံပြီးတပ်ဖွဲ့ဝင်များအနေနဲ့ယာရုနဲ့တာဝန်ဝတ္တရားတွေကိုခွဲခြားသိမြင်ကြဖို့လည်းလိုအပ်ပြီးမိမိတို့ရဲ့ရှုံကြည့်ချက်ခံယူချက်ရှိမှန်းချက်များမပြောင်းပြက်သွားဖို့လိုအပ်ကြောင်းလည်းပြောပါတယ်ကီနီတော်လိုင်းတပ်ဖွဲ့တစ်ခုဖြစ်တဲ့ KNDF က2022ခုနှစ်မလ31ရက်နေ့မှာစတင်ပြီးဖွဲ့စည်းတည်ထောင်ခဲ့တဲ့လင်းနစ်တာကာလအတွင်းတရင်35ရက်နေ့ဗျူဟာ6ခုထိဖွဲ့စည်းထားနိုင်ခဲ့ပြီဖြစ်တယ်လို့သိရကြောင်းတရင်မှာဖော်ပြပါရှိပါရရှင်